အားလုံးပဲမင်္ဂလာပါကိုအောင်နင်းမြတ် channel နဲ့ជួបလိုက်ပါတယ် Facebook မှာကိုမကြိုက်တဲ့တင်ငန်းချင်းတွေရှိနေပြီလားသူတင်တဲ့ post တွေ story တွေကိုကိုရဲ့ newbie မှာမပေါ်စေချင်ဘူးပြီးရင်ကိုတင်လိုက်တဲ့ post တွေ story တွေကိုလည်းသူ့ကိုမမြင်စေချင်ဘူးပုံမှန်တိုင်းစပလိုလိုက်လို့ရတယ်ဘလို့တဲ့အထီးလည်းမလုပ်ရှင်ဘူးလောတာတဲ့ပိုကောင်းတဲ့ဒီလန်လေးတစ်ခုရှိတယ် ဒီနေ့မှာတော့ကိုမကြိုက်တဲ့တငယ်ချင်းကိုဘလို့တာမျိုးမဟုတ်ပဲနဲ့သူတင်တဲ့ပို့တွေကိုမတွေ့ကိုတင်လိုက်တဲ့ပို့တွေကိုလည်းသူမမြင်အောင်လုပ်လို့ရတဲ့ဒီလမ်းလေးတစ်ခုကိုညှပပေးမှဖြစ်ပါတယ်ဒီနည်းလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆက်ကြည့်ပေးပါခင်ဗျာကျွန်တော်ပထမဆုံးသူ့ရဲ့ profile ကိုမြင်သွားလိုက်မယ်ပေါ့နော် okay သူ့ရဲ့ profile ကိုရောက်တဲ့အခါမှာကျွန်တော်ဒီ friend ဆိုတဲ့စာလေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒုတိယနေရာမှာတွေ့ရတဲ့ take a break ဆိုတဲ့စာလေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီပေါ်ဆုံးမှာတွေ့နေရတဲ့စာလေးကိုဆက်ပြီးတော့နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာပုံပေးတယ်ဆိုလို့ရှိရင်သူတင်တဲ့ပို့တွေကိုကျွန်တော်တို့ကမမြင်ရတော့ပါဘူး โอเค save ဆိုအောင်နေလိုက်မယ်ပြီးတော့အောက်ကတော့ပုံစံလေးနဲ့ပေါ့နော် limit with only profile ဆိုလေးကိုဆက်ပြီးနေလိုက်မယ်ဒီလိုပဲဟဲ့ဒါဆိုလို့ချင်းကျွန်တော်တို့တင်တဲ့ post တွေကိုလည်းကိုနေကမြင်ရတော့မှမဟုတ်ပါဘူး save ဆိုအောင်နေလိုက်မယ် damn ဆိုအောင်နေလိုက်မယ်โอเคဒါဆိုလို့ချင်းသူနဲ့ကိုနဲ့ဒီလိုမျိုးမပြတ်သူရဲ့ post တွေကိုလည်း ိုမမြင်ရတော့ဘူးကိုရဲ့ post တွေကိုလည်းကိုမမြင်ရတော့ပါဘူးကျွန်တော်တို့ကနေပြီးတော့သူ့ရဲ့ profile ကိုဝင်ကြည့်စမ်းတယ်ဒီ account ကဘာမှအဲကိုနေဆိုပြီးတော့ရိုက်ချလိုက်လို့ရှိရင်ဘယ်လိုတခုဝင်ကြည့်လို့ရပါတယ်အရန်အရန်ကိုကောင်းတဲ့ feature လေးဖြစ်တဲ့အတွက်ပြန်လည်မြောက်ပေးရခြင်းဖြစ်ပါတယ်